မင်္ဂလာပါရှင်။ဘာမှခဲ့တဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းထုတ်သတင်းအများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရမှာဖြစ်ပါရရှင်။ရခုကပရမဆုံးသတင်းလေးနဲ့တနင်္သာရီမြို့နယ်ရှိခမရ958စစ်စေးရေးခိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သားတို့အသေးဆုံး၊ရေဦးမြို့ရင်လည်းကင်းလဲရန်ထွက်လာသောစစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်ရှိ ခမရ958ဆစ်စီရေခိတ်ကဝင်ရောက်တိုက်ခိုက်ရန်ဂျမ်ဖက်စစ်ကောင်စီတပ်သားတအူးသေးဆုံးခဲ့ကြောင်းတနင်္လာရီမြို့နယ်ပြည်သူ့ကော်ရီတပ်ဖွဲ့ကပြောဆိုသည်ဧပြီလ16ရက်နေ့နနက်8:30မိနစ်ခန့်တွင်တနင်္လာရီမြို့နယ်ကမ္မလိုင်းရွာအခြေဆိုင်ဂျမ်ဖက်စစ်တပ်၏ခမရ958တရင်ဆစ်စီရေခိတ်ကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ရှင်းတိုက်ခိုက်မှုတွေမိနစ်20ခန့်ကြာမြင့်ခဲ့ပြီးအစံဘက်စစ်ကောင်စီတပ်သားတို့ပွဲချင်းမီးတိုက်စုံကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရသည်။ထို့ပြင်သခိုင်းတိုင်းရှိဦးမြို့နယ်တွင်ကင်းလဲရန်ထွက်လာသောအစံဘက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ကော်မတီအဖွဲ့ရှိဦးမြို့နယ်ပကဖတာဝန်ခံကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။ ဧပြီလ17ရက်နေ့တွင်ရေဦးမြို့အောင်ချမ်းသာရဲ့ဆွဲတန်လန်းကြားသို့ကင်းလင်ရန်ထွက်လာသောအချမ်းမက်စစ်ကောင်စီတပ်သားများကိုရေဦးမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့မြောက်ပိုင်းပကဖကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်အချမ်းမက်စစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးဘဲတော်လိုင်းရဲဘော်များအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။ဆက်လက်ပြီး UWSA နှင့် MNDAA လုံခြုံရေးအကူအညီဖြင့်လာရှိုးမြို့ရင်းသို့စစ်ကောင်စီပြန်ဝင်လာ။ လာရှိုးမြို့ကောင်းငင်ရန်တိုင်းစစ်ကောင်စီလေရင်အချို့ပတ်ပြန်နေဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့အတွင်းသို့ပြန်ဝင်လာသည့်စစ်ကောင်စီတပ်နှင့်ဌာနဆိုင်ရာဝန်ထမ်းများကို WATMRO UWSA နှင့်ကိုကန့်တမ်ရော MNDA ကလုံခြုံရေးယူပေးခဲ့ရပြီးယနေ့ဧပြီလ18ရက်ညနေ3:00ခန်းတွင်လာရှိုးမြို့ကောင်းငင်ရန်တိုင်းစစ်ကောင်စီလေရင်အချို့ပတ်၍ပြန်တန်းနေသည် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတယ်ဌာနဆိုင်ရာဝန်ထမ်းတွေပါတယ်ဝင်လာတာဝါနဲ့ကိုကန်ကလုံခြုံရေးယူပေးတယ်အခုဆိုလေရင်တန်တွေပြန်ကြားနေရပြီဟုလာရှိုးမြို့ကန်တူကပြောသည် Y12 လေရင်ကဲသို့သောလေရင်20ဒီလာရှိုးမြို့နယ်နမိတ်တွင်လှည့်၍ပြန်တန်းနေခြင်းဖြစ်သည် လာရှိုးနယ်နမိတ်တကြောကိုပတ်ကြည့်နေသလိုပဲတေချာတာက လာရှိုးတွေကိုစစ်ကောင်စီပြန်ဝင်လာတဲ့နောက်ပိုင်းသတိထားနေရတော့မယ်ဟုမြို့ကန်တူကပြောသည် လာရှိုမျိုးသုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များယနေ့လာရှိုတီဘော်ပြည်တော်စုလမ်းမရှိနောင်မော်လမ်းမမှတစင်ဝင်လာသလိုရဟရင်ပြင်လေပို့ဆောင်ခဲ့ခြင်းဟုတရင်ရရှိသည်စစ်ကောင်စီသည်မျိုးပေါ်၌သာကွက်ရီအုတ်ဆုပ်ခွင့်ရထားပြီးမျိုးပတ်ဝန်းကျင်များကို MNDA တပ်ကဆက်လက်ထိန်းချုပ်ထားမျိုးတရင်များထွက်ပေါ်နေသည် မြို့သိမ်းတိုက်ပွဲအပြီးတွင် MNDA ထိန်းချုပ်ထားသောလာရှိုးမျိုးနဲ့မေဟန် AD တရာဟိုပိတ်မာရင်ဟိုရနဲ့နန်းပေါင်ကြီးရွာတို့ကို MNDA ကဆက်လက်ထိန်းချုပ်ထားမျိုးကြားသေးကြောင်းဒေသခံကပြောသည်စစ်ကောင်စီကတရုတ်အာကိုနဲ့ခွေးတိုးဘောက်ကဝင်လာရတာကိုကန်ကစီရေရောအုတ်ချုပ်ရောအသာစီယူထားတယ်ဟုရှမ်းမြောက်သတင်းရင်းမြစ်ကပြောသည်လက်ရှိအခြေအနေများနဲ့ပတ်သက်၍စစ်ကောင်စီနဲ့ MNDA ကသတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ MNDA ပူးပေါင်းတပ်က2029စစ်စင်ရင်းနဲ့အတူတိုက်ခိုက်ထိန်းချုပ် ုတ်တခဲ့ပြီးအုပ်ချုပ်ရေးရန်ညဖို့ဆောင်နေသည့်လာရှိုမျိုးအောင်စစ်ကောင်စီထံပြန်ပေးရန်တရုတ်ကဖိအားပေးခဲ့ပြီးယခုကစစ်ကောင်စီတပ်ကပြန်ဝင်လာခြင်းဖြစ်သည့်ရှိခိုဆလဘေးပုံပြင်းအခြေဆိုင်ခလာရ924ကစစ်သားတို့ KNLC လက်နက်မဲ့အလင်းဝင်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးမှာပဲဖြစ်ပါရှင်။ တနင်္လာနေ့တိုင်းပုတ်ပြင်းမြို့နယ်ခြေဆိုင်အကျန်းဘတ်စစ်ကောင်စီရဲ့ခလာရ224ကစစ်ကောင်စီတပ်သားတရာလက်နက်မဲ့အလဲဝင်လာတယ်လို့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU KNL တပ်မဟာလေးတရင်203တပ်ခွဲ3ကဒီကနေ့မှထုတ်ပြန်ပါတယ်။ဧပြီလ16ရက်ကဗုတ်ပြင်းမြို့နယ်ခြေဆိုင်စစ်ကောင်စီရဲ့ခလာရ224တရင်ကနေစစ်ကောင်စီတပ်သားအစင်အောင်ကိုကိုဆိုသူကထွက်ပြေးလာခဲ့ပြီး18ရက်မှာတော့ KNL ပူပေါင်းတပ်စီအလင်းဝင်လာတယ်လို့ဆိုပါတယ်။ တနေ့နိုင်မြို့နယ်စားတေးဖြစ်တဲ့အလင်းဝင်လာသူစစ်သားစမူရန်တပ်တန်းတစ်နှစ်သားရှိသေးပြီးတော်လရင်တပ်တွေနှွေတွေးစွာကြိုးဆိုခဲ့တယ်လို့ KNL တပ်မလေးတရင်203တပ်ခွဲ35ထုတ်ပြန်ထားပါတယ်ရှိခိုးဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ငလျင်ဘေးကယ်ဆယ်ရေးလုံမြင့်အဆောင်စစ်ကောင်စီကနိုင်ငံအနှက်လေးချောင်းတိုက်ခိုက်နေဟု PDF တောင်ပိုင်းစစ်ဒေသအမှန်နဲ့စစ်ဒေသအခွဲထုတ်ပြန်ကမ်ဘလက်ကိုဧပြီလအတွင်းစစ်ကောင်စီလေးချောင်းတိုက်ခိုက်မှု9ကြိမ်ရှိဟုကမ်ဘလက်ပါအဖအတိပေးဆွေးနွေးမှဖြစ်ပါရဲ့ရှင်။ စစ်ကောင်စီနေဖြင့်ငလင်းပေးချောင်ပြည်သူများတိတ်ဆုံပျောက်ဆုံးရှိနေခြင်းတွင်ပြည်သူကိုကူညီကယ်ဆယ်မိအစားနိုင်ငံအနှံပြားတွင်လေချောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကော်မတီဝင်ကြီးဌာနတောင်ပိုင်းစစ်ဒေသအမှန်နှင့်စစ်ဒေသခွဲကယနေ့ဧပြီလ18ရက်နေ့တွင်ထုတ်ပြန်သည်စစ်ကောင်စီကပဲခူးတိုင်းညောင်လေးပင်ခရိုင်ရေရင်ကုန်းကျေးရွာကိုလေချောင်းတိုက်ခိုက်ခဲ့မှုကိုအမှန်နှင့်စစ်ဒေသခွဲအတိပေးရနိုင်အထက်ပါတိုင်းဖော်ပြခဲ့ခြင်းဖြစ်သည်ရေရင်ကုန်းရွာကိုလေချောင်းတိုက်ခိုက်ပြီးနောက်ပိန်းစလုတ်အခြေဆိုင်ခလာ 264က120မမလက်နက်ကြီးဖြင့်ကျေးရွာတွင်ထမှန်ပစ်ခဲ့ရာပြည်သူတို့ထိမှန်သေးဆုံးခဲ့ရဟုထုတ်ပြန်သည်အဆိုပါဒေတာသည်ကရင်အမျိုးသားစီယုံ KNU တက်မာ၃ညောင်လေးပင်ခရိုင်၌ပါဝင်သည့်ဒေတာဖြစ်သည်စစ်ကောင်စီသည်တက်မာ၃နယ်မြေအပဝင် KNU နယ်မြေများအတွင်၄ချောင်းလက်နက်ကြီးဒရုန်းတိုက်ခိုက်မှုများနေစဉ်ပြုလုပ်နေရင်ပြည်သူထိခိုက်ဒေဆုံးမှုများမကြာခဏဖြစ်ပေါ်လျက်ရှိဟု KNU ၏သတင်းထုတ်ပြန်ချက်များအရသိရသည် စစ်ကောင်စီသည်မြန်မာနိုင်ငံ၌ငလင်ပေးကဲ့စည်ရေးဆောင်ရွက်ရမည်ကာလဖြစ်တော်လည်းပြည်မဲ့ပြည်သူများကိုရွေကျက်ရှိရှိနေစင်နှင့်အများတိုက်ခိုက်လျက်ရှိကြောင်း KNU ကထုတ်ပြန်သည်ထို့ပြင်ချင်းပြည်နယ်ကံပလက်မြို့နယ်ကံပလက်မြို့အားစစ်ကောင်စီကတိုက်လေရင်များအုံပြုလေးချောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာပြည်သူတိတ်ဆုံထိခိုက်မှုနှင့်အဆောက်အုံပျက်စီးမှုများရှိခဲ့ကြောင်းကံပလက်မြို့နယ်ပြည်သူအုပ်ချုပ်ရေးဖွဲ့ကတရင်ထုတ်ပြန်သည်ရခုဧပြီလအတွင်းစစ်ကောင်စီကတိုက်လေရင်ဖြင့်9ကြိမ်လေးချောင်းတိုက်ခိုက်ကပေါင်300နဲ့ပေါင် 1500ပုံများအသုံးပြုကြေချခဲ့ဟုဖော်ပြသည်ထို့သို့ကြေချတိုက်ခိုက်မှုကြောင့်ပြည်သူနေအိမ်များပြည်သူများအစိုးရအစအုပ်များစုစုပေါင်းနေအစအုပ်63လုံးပြည့်စည်ခဲ့ဟုအသိပေးသည်ပြည့်စည်ဆုံးရှုံးမှုစီရင်ထုတ်ပြန်ရန်လေးကြောင်းတိုက်ခိုက်မှုကြောင့်လုံဝပြည့်စည်သွားသည့်ပြည်သူနေအိမ်18လုံးနေအိမ်တစ်စိတ်တစ်ပိုင်းပြည့်စည်သည့်နေအိမ်အလုံး30ဌာနပိုင်အစအုပ်14လုံးရိတ်တာအစအုပ်တစ်လုံးတို့ဖြစ်သည်ဟုဖော်ပြသည် ထို့ပြင်လေးကြောင်းတိုက်ခိုက်မှုအတွင်အသက်40ရွယ်ပြည်သူတို့သေဆုံးကအသက်16နှစ်ရွယ်သူတို့ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်အခုတလော့ကံဘလက်ကိုကျဲတာကဒေသခံတပ်တွေနေသွားတယ်လို့သတင်းရသတင်းကြားတဲ့အစိုးရယုံတွိုက်တွေကိုကျဲရင်နေအိမ်တွေကိုပါထိတာလို့ပဲသတိထားမိတယ်။မနေညာကဆိုလဲမိသက်ယုံကိုရှိရရင်အနည်းတဝိုက်ကအိမ်တွေကိုထိတာဆိုတော့လေဟိုနေ့ကကျဲတာဆိုလဲနာတလကြောင်းတော့ ရှိရခါကလည်းဂျေးလက်စီမံကိန်းကော်မရှင်အကောင်လုံးကရဲဘော်တွေခဏတပြုတ်နေခဲ့ဘူးတဲ့နေရာတွေကြီးဖြစ်နေလို့လေဟုကံပလက်ဒေတာတရင်ရင်မြကပြောဆိုသည်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေခြင်းကြောင့်ကံပလက်မြို့နယ်နဲ့မြို့ပေါ်နေပြည်သူများမြို့ပေါ်ပတ်ဝန်းကျင်နေထိုင်ကြတဲ့ပြည်သူများအနေဖြင့်လေကြောင်းရန်အထူးဂရုပြုနေထိုင်ကြပါရန်ကံပလက်ပါပါကမြစ်တာရက်ခံထားသည် ထို့အပြင်စီလုံးမှုစူးစီးမှုအားကောင်းပြီးတိကျသေးကြသောတရင်များကိုတအူးကိုတအူးတရင်ပေးခြင်းဖြင့်ကိုကြီးကြရန်အထူးမြတ်တာရက်ခံထားသည်စကောင်းစီသည်မန္တလေးတိုင်းစကိုင်းတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းမြောက်မကွေးကရင်နီရခိုင်ပါဝင်နိုင်ငံတော်၌လည်းလေကြောင်းတိုက်ခိုက်မှုများကိုဇက်တိုက်ပြုလုပ်လျက်ရှိရာပြည်သူသေဆုံးမှုများစွာရှိခဲ့သည်ငလင်ပေးကြောင်ဧပြီလ၂ရက်မှ22ရက်ထိယာယီအပြည့်ရက်မျိုးစက္ကန့်စီကြီးညာထားတော့လေထို့သို့ကြီးညာတဲ့ရမစာရည်နှင်းစင်လေးချောင်းတိုက်ခိုက်မှု ွေများလှူဆောင်နေခြင်းဖြစ်ကြောင်းတော်လင်းတပ်ဖွဲ့များကထုတ်ပြန်ထားပြီးစစ်ကောင်စီအပြစ်ရဲ့ကြေညာမှုကိုမယုံကြဘဲဘုံကိုကြေးများခိုင်မာစွာတူးထားကြရင်တိုက်တွန်းထားသည်။ ဆက်လက်ပြီးပန်းတော်ကြီးရွာမှာတိုက်ပွဲပြင်းထန်ဒေသခံအားလုံးဒီပါစစ်ဘေးတိမ်းရှောင်ဆွေးတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ AR တိုင်းဟင်္ဒရာခရိုင်လေးမြန်နာမြို့နယ်ပန်းတော်ကြီးရွာမှာအေအေပူပေါင်းတပ်တွေနဲ့စစ်ကောင်စီကြားတိုက်ပွဲပြင်းထန်နေပြီးဒေသခံအားလုံးဒီပါစစ်ဘေးတိမ်းရှောင်နေရတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါဗျ။ပြီးခဲ့တဲ့ April 15အကြက်နေ့မှစတင်ကတိုက်ပွဲပြင်းထန်လာခြင်းဖြစ်ပြီးစစ်ကောင်စီကလေးမြန်နာမြို့နယ်အတွင်းနေမြေရှင်လင်းလှုပ်ဆောင်ခြင်းစစ်အင်အားတုံ့ပြန်ခြင်းနဲ့ခင်းစကန်တုံ့ပြန်ချ တာကျင်းတွေလို့ဆောင်းလျက်ရှိတယ်လို့သိရပါဗျ။ပန်းတော်ချင်းရွာကလေးမျက်နှာမျိုးကနေဆို9မိုင်လောက်ဝေးတဲ့ငဝန်တရာကိုဖြတ်ပြီးမြင့်ရဲ့အရှိဘကန်နင်းချန်ရွာစီစုံကုန်းရွာတွေလွန်သွားရင်ပန်းတော်ချင်းရွာပေါ်တိုက်ပွဲတွေကနေတိုင်းဖြစ်နေတာဒကြံတွင်လည်းဖြစ်တာပဲ။နှစ်ဘက်တိုက်ခိုက်တိုက်စုံမှုတွေလည်းများတယ်။လေးချောင်းတိုက်ခိုက်မှုတွေကလည်းအဆက်မပြတ်ပဲ။ ဒရုန်းနဲ့တိုက်ခိုက်တာလည်းရှိတယ်။အဲဒါကြောင့်ပန်းတော်ကြီးကရွာသားတွေအကုန်ဆစ်ရှောင်းကုန်ကြတာ။အများစုကတော့လေးမျက်နှာမျိုးနဲ့အိုင်တပြုတ်ရွာဘက်ကိုရှောင်းလာကြတာများတယ်လို့လေးမျက်နှာမျိုးပေါ်မှာနေထိုင်တဲ့စစ်ရေးတရင်ရင်မြက်ကပြောပါရယ်။ AR တိုင်းတွင်ထိုးစစ်ဆင်လာတဲ့ AA ပိုးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီကြားတိုက်ပွဲတွေဟာပြီးခဲ့တဲ့ April 3မိုင်မှာအနေငယ်ငြိမ်သက်သွားခဲ့ပေမယ့်တင်းကျပ်ကာလအတွင်းမှာအပြန်အလှန်ပြစ်ခတ်မှုတွေစတင်နေတာဖြစ်တယ်လို့ဆိုပါရယ်။ ဒါနဲ့ပတ်သက်လို့ပန်းတော်ကြီးဒေတာကန်တရားကတကြံတွင်လည်းအေးအေးဆေးဆေးမနေကြရပါဘူးလက်နက်ကြီးတန်းတွေလည်းအဆက်မပြတ်ပဲတိုက်ပွဲတွေပိုပြီးပြင်းထန်လာတော့ကျွန်တော်တို့တွေဘာမှကိုမယူနိုင်ဘူးလူပဲလွတ်အောင်ပြေးရတာကျွဲတွေနားတွေလည်းအကုန်ထားခဲ့ရတယ်လို့ပြောပါတယ် မနေ့ကဧပြီလ18ရက်နေ့စံတရနေ့ညပိုင်းမှာတော့ဗန်တော့ချင်းရွာတွေကစစ်ကားစီထိုင်းချတက်ကိုအေအေတပ်ဖွဲ့တွေကထိန်းချုပ်နိုင်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပေမယ့်တေးချတီပြူနိုင်ခြင်းမရှိသေးပါဘူးဒီသတင်းနဲ့ပတ်သက်လို့လေးမျက်နှာမျိုးနဲ့စည်ရည်သတင်းရင်းမြစ်ကကျွန်တော်တို့လည်းဗန်တော့ချင်းကအထိုင်တက်ချသွားပြီဆိုပြီးကြားတော့ကြားမိနေဒါပေမဲ့ဖုန်းလိုင်းတွေကမကောင်းတော့အချိန်နေပါမယ်အတေးချမတိရသေးဘူးလို့ပြောပါရယ် လက်ရှိမှာ AA ပူပေါင်းတပ်တွေဟာရခိုင်ရိုးမကနေ AR တိုင်းအတွင်းအဓိကဝင်ပေါက်ဖြစ်တဲ့ကွာငတိုင်းချောင်းလမ်းအနီးရှိငတိုင်းချောင်းရေကြီးနယ်လေးမျက်နှာမြို့နယ်တွေမှာနေရာသုံးခုခွဲပြီးထိုးစစ်ဆင်နေတာဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲတွေအတွင်း drone အသုံးပြုတိုက်ခိုက်မှုတွေပါရှိနေတဲ့အတွက်လေးမျက်နှာတာပေါင်းရေကြီးနယ်ငတိုင်းချောင်းမြို့နယ်တွေမှာရှိတဲ့ကြေးရော်ဆေးရော်ထမင်းနဲ့စစ်ဘေးတိမ်းရှောင်နေရတယ်လို့ကိုကြီးပေးတဲ့သူတွေထံကသိရှိရပါတယ်။ အေဘူးပေါင်းတက်တွေဟာကွာမျိုးနယ်ကိုတင်ပိုက်ခဲ့ပြီးနောက်ရခိုင်ကန်ယူရန်တရှောင်း AR အတိုင်းတွင်ရေရှားလာရမှာပတိန်မျိုးနယ်မကြီးစင်နဲ့ဗောမိကျေးရွာရှိစစ်ကောင်းစီစကန်တွေကိုပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကတင်ပိုက်ထားပြီးဖြစ်တယ်လို့သိရှိရပါတယ်ရှင်။